င်္ဂလာပါရှင်။ဘာမခေတ္တတရင်ဌာနမှကြိုဆိုလိုက်ပါရရှင်။ယခုချိန်ကစပြီးဧပြီလ14ရက်နေ့မနက်ပိုင်းသတင်းများကိုစင်ခန့်တင်ဆက်ပေးပါမယ်ရှင်။ပထမအောင်ဆုံးသတင်းအနေနဲ့တန်တာကြီးနဲ့ရေတာရှည်တို့တွင်33ရက်ကြာတိုက်ပွဲဖြစ်ပြီးဒုတရင်မှုတိမ့်တန်းအပါဝင်7088ဦးသေဆုံးပြီး3ဦးအလင်းဝင်တိုက်ပွဲတွင်စစ်တပ်၄ကြောင်းဖြင့်မှားယွင်းပစ်ခတ်မှုကြောင့်သေဆုံးသူများပြားခဲ့ဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။ ကရင်ပြည်နယ်တန်တောင်ကြီးမြို့နယ်နဲ့ပဲခူးတိုင်းရေတားရှိမြို့နယ်တို့တွင်33ရက်ကြာတိုက်ပွဲဖြစ်ပွားပြီးဒုတရရင်မှုတိန်တန်းအပောင်းဝင်7098ဦးသေဆုံးပြီး73အလင်းဝင်ရောက်ခဲ့ကြောင်းနေပြည်တော်တိုင်းစစ်ဌာနအလဲပိုင်းတိုင်းစစ်ဌာနချုပ်ကထုတ်ပြန်ထားသည်ဇန်နဝါရီလ29ရက်တွင်တန်တောင်ကြီးမြို့နယ်ရှမ်းလေပြင်းစစ်ကောင်စီတပ်ခန်းကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့မှပိတ်ဆို့ထားခဲ့ရာဖေဖော်ဝါရီလ9ရက်နေ့တွင်ခြေကတော်စစ်ကောင်စီတပ်ခန်းမှရှမ်းလေပြင်းတပ်ခန်းသို့အင်အား30ကျော်ပါစစ်ကိုစစ်ကြောင်းထွက်လာသည်ဖြင့်နေပြည်တော်တိုင်းစစ် စ်ဌာနချုပ်တရင်ရှိရသော KNL တက်မှနှင့်အတူတရင် KNDO တက်ခွဲလေးတို့ဂျားပြတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည် ရင်တိုက်ပွဲတွင်ခလာရ29မှဒုတရင်မှုတိမ့်တန်းအပါဝင်စက်ကစီတပ်သား16ဦးသေဆုံးခဲ့ပြီးလက်နက်ငယ်အချို့နှင့်ခင်းရများတိမ့်ဆဲရရှိခဲ့ကြောင်းသိရှိရသည်။မက်လာတရက်နေ့နနက်10နာရီခန့်တွင်နေပြည်တော်ပြည်မနာမြို့နယ်တောင်မြင့်ရွာမှကြေးရွာသို့ဝင်ရောက်လာသောအစံမတ်စစ်တပ်စစ်ကြောင်းကိုနေပြည်တော်တိုင်းစစ်ဌာနတရင်900တဲတရင်800လီတရင်800ခုနဲ့တရင်800ရှင် RDC စစ်ကြောင်းတန်းနောက်မြောက်ပိုင်းအထူးဒေသတပ်ဖွဲ့နှင့် KNDO တပ်တို့ပူးပေါင်းပြီးတိုက်ခိုက်ခဲ့ရာမွန်တဲ့12နာရီထိတိုက်ပွဲ ပြင်းထန်ခဲ့ကြောင်းသိရသည် မတ်လ23ရက်ညနေ9နာရီတွင်နေပြည်တော်မှဆေလွတ်သည့်စစ်ကောင်စီတမ88လောက်ခန်းအင်အား300ခန်းသည့်အင်အား100ခန်းစီပါစစ်ကြောင်း3ချောင်းဖြန့်ကရေနီမြို့နယ်မိအီကလေးကျေးရွာအနီးသို့ဝင်ရောက်လာသည့်ဖြင့်နေပြည်တော်တိုင်းစစ်ဌာနတရင်900တရင်104တရင်108တရင်108 RDC စစ်ကြောင်းတန်အောင်မြောက်ပိုင်းအထူးဒေသတပ်ဖွဲ့နှင့် KNDO တပ်တို့ပူးပေါင်းမိခူကန်တိုက်ခိုက်ခဲ့ရာညနေ6နာရီအချိန်ထိတိုက်ပွဲပြင်းထန်ခဲ့ကြောင်းသိရသည်မတ်လ24ရက်နနက်7နာရီမှ7နာရီထိ ်ရေတားရှိမြို့နယ်ဘော်ဒီကုံကျေးရွာနေ၌အင်အား300ခန့်ပါစစ်ကောင်းစီတက်ကအင်အား100ပါစစ်ကြောင်း3ချောင်းဖြန့်ခွဲ၍ရှေ့တူလာခဲ့ရာပူပေါင်းတပ်များနှင့်ထိတွေ့တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်းရင်းတိုက်ပွဲတွင်စစ်ကောင်းစီတက် Jet Fighter တစ်စီး MI-35 တစ်စီးအုံပြုကဘုံကျဲခြင်း Point Shift Mortar တနက်များဖြင့်ပစ်ကူခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်ဂျက်ဖိုင်တာဖြင့်ပုံကျဲချိန်သည်တောင်ရမီကိုများထူပြောနေခြင်းဖြစ်၍စက်ကောင်စီတပ်သားများပေါ်ဂျက်ဖိုင်တာကမှားရင်ကတစ်ချိန်ပုံကျဲချခဲ့သည်ဟုဆိုသည် မတ်လ25ရက်နေ့နက်9:00နာရီမှ10:00နာရီအထိရေနီမြို့နယ်ကျူးကျောင်းကျေးရွာနှင့်စက်ကစီတပ်သားအင်အား600ခန့်မြင့်ထပ်မံစစ်ကြောင်းထူလာသောကြောင့်အသိရောက်ရှိနေသောပူပေါင်းတပ်များနှင့်ထိတဲ့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်းသိရသည်မတ်လ30ရက်ညနေ4:00နာရီမှ6:00နာရီအထိတန်းတော်မြောက်ပိုင်းမြောင်နှံချိုကျေးရွာအနီးသို့အင်အား800ခန့်မြင့်ဝင်ရောက်လာသောအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုပူပေါင်းတပ်ဖွဲ့များကအသိဆောင်ဆိုင်တိုက်ခိုက်ခဲ့ရာတိုက်ပွဲပြင်းထန်ခဲ့ကြောင်းသိရသည် ဧပြီလ2ရက်မွန်တဲ12နိုင်မှမွန်လယ်2နိုင်30မိနစ်ချိန်တွင်တန်တော်မြောက်ပိုင်းရွာတန်းရှိကြေးရွာမှမြောင်းနှန်းချိုကြေးရွာသို့ဝင်ရောက်လာသောအကြံဖက်စစ်တပ်စစ်ကြောင်းကိုတော်လိုင်းပူပေါင်းတပ်များကတိုက်ခိုက်ခဲ့ရာအကြံဖက်စစ်သားများအထိနာပြီးပြန်ဆုတ်ထွက်ပြေးသွားကြောင်းသိရသည်နေပြည်တော်မှဆေးလွတ်လိုက်သောတပ်မ88လောက်ကန်စစ်တပ်စစ်ကြောင်းနှင့်နေပြည်တော်တိုင်းစစ်ဌာနတိုင်ရင်900တိ တယင်းရှေယားလေတယင်းရှေယားခုနှစ်တယင်းရှေယားရှေ RDC စစ်ကြောင်းတန်းတော်မြပိုင်းအထူးဒေသတပ်ဖွဲ့ KNDO တို့ကြောင့်33ရက်အတွင်းပြင်းထန်တိုက်ပွဲ6ကြိမ်နဲ့ကာကင်အတွင်းအသေးစားတိုက်ပွဲများ၄ကြိမ်ဖြစ်ခဲ့ကြောင်းတိုက်ပွဲဖြစ်ပွားရာနေရာအားနေမြေရှင်းလင်းစဉ်စစ်သားအလောင်း62လောင်းနဲ့လက်နက်ခဲယမ်းချို့သိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်ထို့ပြင်စစ်ကောင်စီတပ်သား100ကျော်ထိခိုက်ဒဏ်ရာရရှိပြီးစစ်ကောင်စီတပ်သား3လက်နက်2လက်ခဲယမ်းချို့တို့ဖြင့်အလင်းဝင်ရောက်လာခဲ့ကြောင်းသိရသည် တော်လိုင်းပူပေါင်းတပ်ဖွဲ့များမှလည်းတရင်ရှိရလေးမှရဲဘော်ကြားလေး ေါင်နှချောင်းကြည်ဖောက်ဝင်တရား KNDO ရဲဘော်တူလက်မောင်းယူချူတရား KNDO ရဲဘော်တူ60မမကြည်စားဖောက်ဝင်တရား KNDO ရဲဘော်တူ40မမ89ကြည်တိနှကံပြရှာတရားတရင်ရှိရခုနှစ်မှရဲဘော်အသည်ခြေချင်းဝကြည်တိမဲ့ယူချီတရားတည်တည်ရရှိခဲ့ကြောင်းသိရသည်ရှိခိုးအချိန်တွင်ရန်သူစစ်ကောင်စီမှအပြစ်ခတ်ရစဲကြောင်းထုတ်ပြန်ထားတော်လဲမြေပြင်တွင်မှစစ်ကြောင်းများအင်အားဖြည့်တင်းခြင်းမြေပြင်စစ်ကြောင်းထုတ်တိုက်ခိုက်ခြင်းလက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းဒရုန်းများဖြင့်ပုံကျဲခြင်းလေယာဉ်များဖြင့် အပုံးကျဲခြင်းတို့နေစဉ်နဲ့အမြအမဲမပြတ်လှုပ်ဆောင်လျက်ရှိကြောင်းနေပြည်တော်တိုင်းစစ်ဌာနအလဲပိုင်းတိုင်းစစ်ဌာနချုပ်ကထုတ်ပြန်ထားသည် ဆက်လက်ပြီးတကြံအကျိုးနေ့တွင်မင်းတက်ကိုစစ်တပ်ဘုံကျဲဆိုတဲ့တင်ကိုတင်ဆက်ပေးပါမယ်ရှင်။ယာယီအပြစ်ရက်ကြီးညာထားတဲ့စက္ကစီအနေဖြင့်ယနေ့ကြရောက်သောတကြံအကျိုးနေ့နေ့လယ်ပိုင်း၌ချင်းပြည်နယ်မင်းတက်မြို့အားဘုံနှလုံးကျဲခဲ့ရာမင်းတက်မြို့မှာနှစ်ချင်းအသိန်းတော်ဗျာကြားနဲ့နေတချို့ထိမှန်ပျက်စီးခဲ့ကြောင်းဒေသခံနှင့်စီရင်တင်ရင်းမြစ်များထံကသိရသည်။မင်းတက်စီတရက်တပ်ဖွဲ့ဝင်တို့ကဘုံကပေါင်900ဘုံနှလုံးတော့ခံမှန်းမိနေဗျာကြောင်းတက်တဲ့ပေါ်ကြလို့ဗျာကြောင်းနဲ့အနည်းကလူနေအိမ်တွေပျက်စီးသွားတယ်။ဒေသခံတွေကဆစ်ရှောင်နေကြလို့ ူထိခိုက်မှုမရှိဘူး။ငြိမ်ဘနှလုံးပြည့်စည်လဲဆိုတဲ့အတိအကျကတော့ဒီကနေ့တော့မပြောတတ်သေးဘူးဟု AR ကိုပြောသည်။မင်းတပ်မျိုးသိမ်းတိုက်ပွဲများမစတင်ခင်ချိန်ကလေးကမျိုးကံမျိုးများဘေးလွတ်ရာသို့တိမ်းရှောင်နေကြခြင်းဖြစ်ကလက်ရှိအချိန်တွင်အချို့မှပြန်လည်ဝင်ရောက်နေထိုင်ကြပြီဖြစ်ကြောင်းသိရသည်။ စေကောင်စီအနေဖြင့်ငလင်ဘေးအန္တရာယ်ကြောင့်အပြစ်ရကြောင်းကြေညာထားတော့လဲငလင်လုံခတ်သည့်နေတွင်သာမကယနေ့ချိန်ဤလေကြောင်းဖြင့်ပုံချေခြင်းစစ်ကြောင်းထိုးခြင်းများရက်ဆက်ပြုလုပ်လျက်ရှိပြီးယနေ့တွင်ရခိုင်ပြည်နယ်ကြောက်တော်မြို့စကိုင်းတိုင်းကောလင်းမြို့တို့ကိုပါပုံချေခဲ့သည် ရှိကုဆက်လက်တင်ဆက်ပေးမယ့်တဲ့အကြောင်းအရာကတော့တကြံအကျိုးနေရင်စစ်ကောင်စီကဒဇယ်မြို့နယ်လေမယာဖုန်ကြီးကျောင်းကိုလင်းပြင်းပုံကျဲတိုက်ခိုက်မှုအမျိုးသမီးတအုပ်သေးဆုံးဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။စကိုင်းတိုင်းဒဇယ်မြို့နယ်လေမယာဖုန်ကြီးကျောင်းကိုအစံဘက်စစ်တပ်ကလင်းပြင်းပုံကျဲတိုက်ခိုက်ခြင်းနောက်အမျိုးသမီးတအုပ်သေးဆုံးခဲ့ကြောင်းရွှေဘိုခရိုင်မှတ်ခွနစ်တရင်မှတောင်းရှိသူတူကရန်ကုန်ခေတ်တဲ့တဲ့ရင်ဌာနထံသို့ပြောဆိုသည်။ဧပြီလ23ရက်နေ့မွန်လယ်3:36မိနစ်ခန့်တွင်ဒဇယ်မြို့နယ်လေမယာဖုန်ကြီးကျောင်းကိုအစံဘက်စစ်တပ် ခဦးလီတန်နဲ့မိတိလာရှန်တဲလီတမတက်လာသောဂျက်ဖိုက်တာ၂စီးဖြင့်ပုံကျဲတိုက်ခိုက်ခြင်းဖြစ်ကြောင်းသိရသည်။ဂျက်ဖိုက်တာ၂စီးဖြင့်ပုံကျဲတိုက်ရင်ပုံကျဲတိုက်ခိုက်မှုအတွင်းအသက်30နှစ်အရွယ်မပွားဦးပွဲချင်းမိသိဆုံးခဲ့ပြီးအသက်40နှစ်အရွယ်ဦးညိုလင်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။ တရဦးလေတက်ကတက်လာတော့ Jet Fighter တစ်စီးနဲ့ Mitila Channel လေတက်ကတက်လာတဲ့ Mi 29 Jet Fighter တစ်စီးတို့နဲ့တစင်မြို့နယ်လင်မယွာဖုန်ကြီးကျောင်းကိုလေးကျောင်းတိုက်ခိုက်မှုပြုလုပ်သွားတာအသက်30နှစ်အရွယ်မပွားဦးသေးဆုံးနဲ့အသက်40နှစ်အရွယ်ဦးညိုလင်းထိခိုက်တရရတဲ့ဟုရွှေဘိုခရိုင်အမှတ်ခွနစ်တရင်မှတောင်းရှိသူတို့ကပြောဆိုသည်ဆလဘီဖလန်မြုတ်သိမ်းတိုက်ပွဲတွင်ကလေးခရိုင်ပြည်သူ့ကာယအဖွဲ့မှလည်းဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတော်လင်းရဲဘော်တို့အသက်ပေးလူခဲ့ရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ချင်းပြည်နယ်ဗလန်းမြို့သိမ်းတိုက်ပွဲတွင်ကလေးကင်ပြည်သူကောင်ရဲအဖွဲ့မှလည်းဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတော်လဲရဲဘော်တို့အသက်ပေးလူခဲ့ရကြောင်းသိရသည်။ ဖလန်မြို့သိမ်းတိုက်ပွဲတွင်ကလေးခရိုင်ပြည်သူ့ကောင်ရဲဖွဲ့ပကပယုံအထူးတိုက်ခိုက်ရေးနှင့်လက်ယုံတပ်ဖွဲ့ကလေးခရိုင်ပြည်သူ့ကောင်ရဲဖွဲ့ပကပယုံ drone တင်း wings of ကလေးနှင့်ကလေးမြို့နယ်မြို့ပြစီမံချက်ယူကြီးတပ်ဖွဲ့တို့သည်2024ခုနှစ်ဇူလိုင်လမှစတင်၍ချင်းပြည်နယ်၏ဒုတိယအကြီးဆုံးမြို့တစ်မြို့ဖြစ်သောဖလန်မြို့သိမ်းတိုက်ပွဲအတွက်ချင်းညီနောင်စီပီအဖွဲ့နှင့်တူလေ့ကျင့်ပြင်ဆင်ခဲ့ကြောင်းသိရှိရသည်။ တော်လင်းရင်ပူပေါင်းတပ်ဖွဲ့များသည့်ချင်းပြည်နယ်ဒုတိယအကြီးဆုံးမြို့တစ်မြို့ဖြစ်သောပလန်မြို့အားမြို့သိမ်းတိုက်ပွဲဖြင့်ချင်းညီနောင်စီဗီစစ်စင်ရဲဖွဲ့နှင့်အခြားပူပေါင်းမဟာမိတ်တပ်ဖွဲ့များနှင့်အတူ2024ခုနှစ်နိုဝင်ဘာလ9ရက်နေ့တွင်စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်းသိရသည်ချင်းပြည်နယ်ဒုတိယအကြီးဆုံးမြို့တစ်မြို့ဖြစ်သောဖလန်းမြို့ရှိခလာရ268တပ်အထိုင်သည့်စစ်ကောင်စီမှပြူဟာမှုအဆင့်ထိုင်ရွက်ခဲ့သောတပ်အထိုင်ပြူဟာကုန်းဖြစ်ပြီး ဖလန်းမျိုးတင်ချင်းပြည်နယ်မျိုးရောဟာခါနဲ့စကိုင်းနိုင်၏ဒုတိယအကြီးဆုံးစစ်ဌာနချုပ်ဖြစ်သည့်ကလေးမျိုးဒေသကုတ်ကဲရေးစစ်ဌာနချုပ်ဒါကာဆအတိုင်းကုကြားမြေပြင်ဆက်သွယ်ရေးထောက်ပို့လမ်းကြောင်းတွင်အ धिक ခရာကြသောမျိုးတစ်မျိုးလည်းဖြစ်ကြောင်းသိရှိရသည်။အဆိုပါဖလန်းမျိုးတင်တိုက်ပွဲတွင်ကလေးခရိုင်ပြည်သူ့ကောင်ရဲဖွဲ့ပကပအထူးတိုက်ခိုက်ရင်းနှင့်လက်ယုံတပ်ဖွဲ့မှတန်ရာရရဲဘော်၁၀ဦးပြည်သူ့အတွက်မြင့်မြတ်စွာအသက်ပေးလူခဲ့သူရဲဘော်၁၀ဦးနှင့်ကလေးမျိုးနယ်မျိုးပြစီမံချက်ယူကြီးတပ်ဖွဲ့မှတန်ရာရရဲဘော်၉ဦးတို့ပေးဆက်ခဲ့ရပါသည်။ ချင်းပြည်နယ်ဒုတိယအကြီးဆုံးမြို့တစ်မြို့ဖြစ်သောပလန်မြို့အားမြို့သိမ်းတိုက်ပွဲဖြင့်ချင်းညင်တော်စီဗီစစ်စင်ရေးအဖွဲ့နှင့်အခြားပူးပေါင်းမဟာမိတ်တပ်ဖွဲ့များနဲ့အတူ2025ခုနှစ်ဧပြီလ10ရက်နေ့တွင်အပီးပိုင်သိမ်းပိုင်နိုင်ငံကြောင်းသိရသည်ဆရာနာရှင်အမြင့်ပြတ်ချင်းမုံရင်ဆင်တွင်နေသောနေဦးတော်လန်ရေးအားအဆုံးထိတိုင်မဆုံးမနစ်သောဆွဲဖြင့်အမျိုးသားညီညွတ်ရေးအစိုးရ NUG ကောင်ရေးဝန်ကြီးဌာန MOD လက်အောက်၌မဟာမိတ် တရင်တပ်ဖွဲ့များနဲ့အတူပူးပေါင်းဆောင်ရွက်တိုက်ပွဲဝင်သားမည်ဖြစ်ကြောင်းကလေးခရိုင်ပြည်သူ့ကောင်ရေးတပ်ဖွဲ့ကကြေညာပြောဆိုထားသည် ချင်းပြည်နယ်ဒုတိယအကြီးဆုံးမြို့တစ်မြို့ဖြစ်သောဖလန်းမြို့မြို့သိမ်းတိုက်ပွဲအားပါဝင်တိုက်ပွဲဆင်နွှဲပြီးတိုင်းရင်တပ်ဖွဲ့အသီးသီးမှာတိုင်းပြည်နယ်လူမျိုးအတွက်မြင့်မြတ်စွာအသက်ပေးလူခဲ့ကြသောပြည်သူရဲဘော်များအားလုံးကိုလည်းကိုစီနှလုံးအသွေးသားထဲမှမကြမ်းလေးစားစွာဖြင့်အလေးပြုကုန်ပြုအပ်ကြောင်းကလင်းခရိုင်ပြည်သူ့ကော်မတီအဖွဲ့ကောင်ရွေးဝင်ကြီးဌာနကသတင်းထုတ်ပြန်ထားသည် ဆလတ်တင်ဆက်ပေးမယ့်တဲ့ရင်ကတော့ငလျင်တက်လို့လို့မန္တလေးမြို့မှာအဆောင်အုံတချို့ထပ်ပြိုဆိုတဲ့တဲ့ရင်ဖြစ်ပါတယ်ရှင်မန္တလေးမြို့အောင်မြေသားဆန်နဲ့ချင်းဟင်းသားဆန်မြို့နယ်ကအဆောင်အုံချို့ဒီမနက်ပိုင်းထမှန်လှုပ်ခတ်တဲ့ငလျင်ကြောင်းပြိုကျပျက်စီးမှုရှိတယ်လို့မျိုးကန်တွေကပြောပါတယ်တကြံကျုံနေ့ဖြစ်တဲ့ဧပြီလ23ရက်နေ့မနက်ပိုင်း9:00နာရီဝန်းကျင်မှာမန္တလေးတိုင်းဝမ်တွင်မြို့အနီးကိုဗဟိုပြုပြီး Richter scale 5.5အစဉ်ရှိအင်အားအသင်းတင်းရှိမြင်းကလေးတစ်ခုထပ်မံလောက်ခတ်ခဲ့တယ်လို့ American ဘူမိပေဒတိုင်းတိုင်းရဲ့ဖွဲ့ USGS ကထုတ်ပြန်ပ ါတယ် အရင်ငလင်တန်းကြောင့်မန္တလေးမြို့အောင်မြေသားစံမြို့နယ်ရှစ်လန်း89လန်းနဲ့88လန်းကြားကသုံးတပ်ခွဲတိုက်တလုံးပြိုကျပျက်စီးသွားသလိုမွန်လွဲတနိုင်ကျော်ချိန်မှလည်းချင်းဟင်းသာစံမြို့နယ်ကျုံပိ26လန်း86လန်းနဲ့89လန်းကြားရှိလေးတပ်တိုက်တလုံးမြင်းကြီးတပ်အောက်ကျုံဝင်သွားတယ်လို့ဒေသခံတွေကဆိုပါတယ်။ကျုံပိ26လန်း86လန်းနဲ့89လန်းကြားရှိပြိုကျသွားတဲ့လေးတပ်တိုက်ဟာစေပစ္စည်းအယောင်ဆိုင်ဖြစ်ပြီးလူသူထိခိုက်တာတော့မရှိဘူးလို့ဆိုပါတယ်။မက်လ28ရက်ကလောက်ခတ်ခဲ့တဲ့ Richter scale 9.9ရှိအင်အားလွန်ပြင်းထန်တဲ့ငလင်တန်းကြောင့်မန္တလေးမြို့ပေါ်ကအဆောက်အအုံအများပြားပြိုကျပျက်စီးကသေဆုံးသူထောင်ထဲရှိခဲ့တယ်လို့ ဖိမိနေသူနဲ့ပျောက်ဆုံးနေသူတွေလည်းယာနေချီရှိခဲ့ပါတယ်။အဲ့ဒီငလင်ကြီးလှုပ်ခတ်ခဲ့တဲ့မတ်လ28ရက်နောက်ပိုင်းနောက်ဆက်တွဲငလင်ငယ်အချိန်ရယာနေချီကထမှန်လှုပ်ခတ်ခဲ့ပါတယ်။မန္တလေးမြို့ကငလင်တန်းတဲ့အဆောက်အုံအပြုတ်အပြတ်တွေကိုစနစ်တကျဖယ်ရှားရှင်းလင်းနိုင်တာမရှိသေးသလိုလက်ရှိမှာအဆောက်အုံတွေအောက်ဖိမိတေဆုံးတဲ့အလောင်းတွေကိုပင်ထုတ်ယူလို့မပြီးသေးပဲဖြစ်နေခြင်းအခုလိုနောက်ဆက်တွဲငလင်ကြောင့်အဆောက်အုံချုပ်ထမှန်ပြိုကျတာဖြစ်ပါတယ်။သခိုင်းငလင်ကြီးရဲ့နောက်ဆက်တွဲငလင်ငယ်တွေဆက်လက်လှုပ်ခတ်နိုင်ခြေရှိလို့ငလင်ဘေးဆောင်ရွက် ်ရှောင်ရန်သတိပြုရန်တွေကိုခရုပြုနေထိုင်ကြဖို့ပညာရှင်တွေကအတိပေးတိုက်တွန်းထားပါတယ်ရှင်။